ကျောင်းသူလေးတွေကိစ္စကတော့ကျွန်မဟိုတနေ့ကပြောပြီးပြီနော်နှစ်ဦးနှစ်ဖက်ဒါဖြည့်ရှင်းတဲ့ပတ်ချိန်ဈေးလေးပြောပေးပါလားဘာလဲတင်ဈေးဆိုတာပတ်ချိန်ဈေးဆိုတာဘာလဲမသိပတ်ချိန်ဈေးဟိုမမေးသေးလို့အဲ့လိုမျိုးသိလားဝင်ကြီးရှင်းပါလို့မပြောသေးလို့နည်းနည်းမူမူညာရှင်းချင်နေလို့ကျွန်မလေး မတ်ထက်နဲ့ဟိုဟိုတောင်းသူကိစ္စတော့ကျွန်မဟိုတနည်းအောင်လည်းပြောပြီးသွားပါပြီနော်ပြောပြီးသွားပါပြီဒါအမှန်တရားပေါ်ပါစီလို့ပဲကျွန်မပြောတယ်လေလက်ခုပ်ဆိုတော့နှစ်ဖက်တီးမှမီးတာအဲတစ်ဖက်ကလည်းရှိလို့တစ်ဖက်ကလည်းရှိတာဒါပေမဲ့လည်းကိုတိလက်ရောက်စော်ကားရဲဆိုတဲ့ကိစ္စကတော့မဖြစ်သင့်ဘူးအဲ့တော့တစ်ဖက်ကစော်ကားရဲဆိုတစ်ဖက်ကစော်ကားတာကိုလည်းစော်ကားတဲ့ကိစ္စနဲ့အေးအေးယူတစ်ဖက်ကစော်ကားတာကိုလည်းတစ်ဖက်ကစော်ကားတာနဲ့အေးအေးယူဒါမှသာလေငြိမ်းပါဟုတ်တယ်နော်ဆိုတော့တစ်ဖက်က post တင်လို့မိုင်းရိုင်းလို့စော်ကားလို့ဆိုရင်လည်းတကယ်မှန်သလားဟုတ်သလားစစ်ဆေးစစ်ဆေးပြီးရင် သူ့ရဲ့ဖြစ်တင်ဖြစ်လိုက်တာ ਨੇ အေးယူတစ်ဖက်ကလည်းကိုတိလက်ရောက်စော်ကားတာကိုတိလက်ရောက်ကျူးလွန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာနဲ့ပတ်သက်တဲ့ဟာကိုအေးယူပေးဟုတ်တယ်လားဒါအမှန်တရားတိုင်းပဲဖြစ်ပလိစေပေါ့နော်ဆိုတော့အဲထားပါတော့ဒါကတော့ဒပိုင်းပြီးသွားပြီအခုဆိုရင်ဒါမျိုးလုံးကျွလည်းပါဝင်နေပြီဆိုတော့အခုနောက်ကမတ်ထန်တဲ့ကိစ္စပြောချင်တယ်ကျွန်မဟိုတနေ့နေရပြောချင်နေတာကျွန်မမတ်ထက်ကိုမကြိုက်ဘူးကျွန်မရမ်းကြိုက်တဲ့ထဲမှာမပါဘူးသိလားဆိုတော့69လေးအနီးကပ်တဲ့အဲ့တော့ဒါပေမဲ့ ျမကလေသူ့ကိုကိုချင်းစာနိုင်တယ်မကြိုက်ဘူးဆိုတာကျမကကျမအရင်ကြီးသူ့ကို favorite ထဲမှာမပါဘူးလို့ပြောတာပါနော်အဲဆိုတော့လေဒါပေမဲ့လေကျမသူပြောတဲ့စကားလေးတွေကိုကျမပထမတစ်ခါတော့ကလည်းကျမသူ့ဘက်ကယက်တီပေးထားတယ်နော်ပထမတစ်ခါဖြစ်စင်တော့အခုတစ်ခါဖြစ်နေတဲ့ပွဲမှာလည်းလေကျမသူ့ကိုကိုချင်းစာလို့ရတယ်ကျမတို့လောကတိုင်းမှာအဲ့ဒါရှိတယ်သူပြောတဲ့ဟာလောကတိုင်းမှာရှိတယ်နော်ဆိုတော့လောကတိုင်းမှာရှိတယ် အော်အဲ့တော့လေလောကတိုင်းမှာလေအဲ့လိုမျိုးကရှိတယ်ကျမကိုတွေ့ကျမကိုတွေ့သူကလည်းအများကိုပြောရဲဆိုတာတည်းသူ့ရဲ့ personal သူခံစားခဲ့ရတဲ့ဘဝကိုသူပြောပြတာပါနော်ကျမကိုချင်းစာလို့ရဒါပေမဲ့အကုန်လုံးကထုံးစံအတိုင်းပေါ့ကျမပြောပါဦးလားအာတခုခုဆိုရင်မြင်တဲ့နှစ်ခွက်ကွဲမယ်ထဆက်တဲ့အဖွဲရလည်းရှိမယ်မကျေနပ်တဲ့အဖွဲရလည်းရှိမယ်ထောက်ခံတဲ့အဖွဲရလည်းရှိမယ်ဒါပေမဲ့သူပြောတာဒီ69ကနောက်ဆုံးသိမ်းလာတဲ့ ကနေနဲ့ထက်ကြည့်ပေးလအောင်ခဏလေးနော်ဆိုတော့လေ तू ပြောတာကိုကျမကကိုချင်းစာလို့ရတယ်အဲ့ဒါကိုပြောပြမယ်ဘယ်လိုမျိုးလဲဆိုတော့ကျမတို့ဒီလောကထဲဝင်လာတဲ့ခါကျတော့ခေဦးမှာ ကျွန်တော်တို့ယေဒနာရောင်းကြတဲ့ခါကျတော့ကျွန်တော်တို့တွေဒီလိုပဲပေါ့ဟာဒီလိုဟိုလူဒီလူနှားပြီးတော့ရောင်းကြတယ်ပေါ့ဆိုင်တဆိုင်ကရောင်းတဲ့ခါကျတော့ကျွန်မရောင်းတယ်ပေါ့ကျွန်မအရင်ရောင်းတယ်ရောင်းပြီးတော့သူတို့အတင်းဟိုရက်ရောင်းတော့နာမည်ကြီးမင်းသမီးတော်ညာနာမည်ကြီးမင်းသမီးအဲတော်ညာနာမည်ကြီးမင်းသမီးဟမ်တသိန်းထက်လျှော့ပေးမယ်နော်68နဲ့ယူနာမည်ကြီးမင်းသမီးကိုငှားတဲ့ခါကျတော့နာမည်ကြီးမင်းသမီးကဘာပြောလဲဆိုတော့တကယ်တကယ်တော့ तू ကကျွန်မထက်အသက်10နှစ်လောက်ကောင်ကြီးပါတယ်နော်ဆိုတော့ဒါပေမဲ့ तू ကဘာပြောလဲဆိုတဲ့ခါကျတော့အဲ့အဖွားကြီးဝတ်ပြီးသားဆိုရင်မဝတ်ဘူးတဲ့ 别洗那个了，都个都来洗这个，都觉得卡得要命的，对啦，怎么会比打水呢？没问内幕嘞，嘿，对啦，怎么我三声变标标？怎么连嘿都按按了？对啦。 ဒါရီယာကျမတို့ပိုင်ပစ္စည်းမှမဟုတ်တာ ကျမတို့ကကြော်ညာပေးုံရောင်းပေးုံနေကျမတို့ပိုင်ပစ္စည်းလည်းမဟုတ်ကျမတို့အပိုင်ပေးလိုက်တာလည်းမဟုတ်ဟုတ်တယ်လားဆိုတော့တံမိုးကြီးနဲ့သိန်းညာချီထောင်ချီရတနာတွေကိုကို့အတွက်သီးသန့်ရလို့ဆိုင်းရှင်းကသူ့ပစ္စည်းရောင်းကြင်လို့မလို့မှကျမတို့ငားပါတယ်ဆိုမှကျမတို့ဝိဖို့အတွက်သီးသန့်ဘယ်လိုလုပ်ခတ်ပေးနိုင်မှာလဲဟုတ်တယ်လားဆိုတော့ချိုးချိုးဖဲဖဲနဲ့ချိုးချိုးဖဲဖဲနဲ့ကျမအဲအဖွားကြီးဝတ်ပြီးသားဆိုရင်နဲ့မဝင်နိုင်ဘူးတဲ့အဲအဖွားကြီးဝတ်ပြီးသားဆိုမဝင်ဘူးနော်တဲ့ ဟဲ့တိလာအဲ့လိုမျိုးအဲ့လိုမျိုးအဲ့လိုမျိုးပြောတာအဲ့လိုမျိုးနှိမ့်တာတိလာအဲ့တော့ကျမတော့လေကျမလို့ကိုလုတ်တဲ့ချိန်မှာကျမဘာဖြစ်လဲဆိုတော့ဟေးဘယ်သူဝပီးသားတွေဘယ်ဝဝပီးသားတွေမဟုတ်ဘူးကျမကြည့်လိုက်တယ်ဒီပစ္စည်းတွေကရောင်းထွက်ဖို့အားရှိတယ်ဒီပစ္စည်းကပိရိတ်သက်ကြိုက်တယ်လို့ဆိုကျမဝစ်လိုက်တယ်ကျမလှမှကောင်းမှတန်မှကြီးမှအအကြီးကြီးမှကျမဝစ်မယ်ဆိုတဲ့ဟာမျိုးဖြစ်ကျမလှတယ်တန်တယ်ကောင်းတယ်ဆိုကျမဝစ်ပြလိုက်တယ်ဧည့်သည်ဝယ်မယ်ပစ္စည်းမျိုးဆိုကျမဝစ်ပြလိုက်တယ်တိလာဆိုတော့လေ အဲ့ဒီအဲ့ဒီကိုရောင်းရမယ့်ပစ္စည်းမျိုးဆိုကျွန်မဝစ်ပြလိုက်တယ်အဲဒီလိုမျိုးပေါ့ဟဲ့ဟိုလိုဝစ်ပြီးသားမလို့ဒီလိုဝစ်ပြီးသားမလို့ဟာငါဆိုရင်တော့လုံးဝအကြီးတွေနဲ့အရှည်ကြီးတွေနဲ့ဝစ်ရမယ်အကိတ်ကြီးတွေရှိမှငါတော့ရောင်းပေးမှဝစ်ပါဆိုတဲ့ဟာမျိုးကျွန်မဘယ်တော့မှမရှိကိုယ့်ပစ္စည်းမှမဟုတ်တာကိုယ့်ဥစ္စာမှမဟုတ်တာအဲ့လိုစိတ်နဲ့ကျွန်မဒီအလုံးမှာကျွန်မအလုံးမှာကျွန်မယက်တီတာဖြစ်တဲ့အတွက်ကြောင့်အချိန်တန်တော့ပြီးလမ်းပေါ်မှာကျွန်မတင်ကြံခဲ့တယ်အဲ့အဖွားကြီးဝစ်တာမဝစ်ချင်ဘူးဆိုတဲ့သူတွေကပြီးလမ်းမှာအနောက်မှာကြံပြီးတော့မှကြံခဲ့တယ် ကျမကတို့လောက်နာမည်မကြီးပါဘူးနော်ကျမကတို့လောက်မဟုတ်ပါဘူးဒါပေမဲ့လူတွေရဲ့စိတ်ကိုပြောပြတာရှိတယ်လို့ပြောပြတာအဲ့တော့ကျမတို့တာမန်မင်းမတယောက် အောင်မြင်တာကိုမနာလိုဘူးဟာငါတို့ရုပ်ရှင်မင်းသမီးတွေသာလေဒီလိုအလုပ်မျိုးတွေအောင်မြင်ရမယ်တာမန်မင်းမတယောက်ကဒီလိုလာလုပ်ပြီးဒီလိုလာလုပ်တာကိုပုတ်ချလိုက်မယ်တောက်ချလိုက်မယ်ဆိုရင်စိတ်မျိုးဒါပေမဲ့ကျမတို့အဲ့ဒါကိုဖျက်ကျော်ခဲ့ရတယ်အဲ့အဖွားကြီးအဲ့အဖွားကြီးတဲ့ခဲကြီးစမ်းပြောမလားကျမတို့10နှစ်လောက်ကြီးတယ် တိတ်လားဒါပေမဲ့ကျမတို့ကလေတခါဘူးမှအမိန်မကြီးတော့တခါတော့မှမပြောဘူးဟာကျမတို့ချစ်တဲ့မင်းသမီးကျမတို့ချစ်တဲ့ဟာမင်းသမီးအနေနဲ့ကျမတို့ကလေဒီလိုချစ်ခဲ့တာနော်ဒါပေမဲ့သူတို့စိတ်ထဲမှာကြတော့လုပ်ငန်းချင်းဒီလိုနေပယ်တဲ့ကိုဝင်လာတာရောက်လာတာဖြစ်တဲ့အတွက်ကြောင့်ကျမအဲ့အချိန်မှာကိုရင်လေးနဲ့လေကျမပွင်းနေထွက်ဘာနေထွက်ညာနေထွက်ဆိုတော့လေအဲ့လိုမျိုးဖြစ်တဲ့အချိန်မှာလေကျမကအဲ့လိုပြောတာအဲ့အဖွားကြီးဝတ်ပြီးသားဆိုရင်လည်းမဝင့်နိုင်ဘူးလေဆိုတော့ကျမမတ်ထက်ကိုကိုချင်းစာလို့ရတယ်လောကတိုင်းမှာရှိတယ် နှိမ်နေတန်းတူလာမှာဆိုလို့ဖြတ်ချတယ်သိလားဒီလိုဟာမျိုးဆိုတာ तू ကသူ့ရဲ့ခံစားချက်ကို तू ပြောပြတာအဲ့ဒါနေရာတိုင်းမှာရှိတယ် तू ဘသူ့ဟိုမှာအပုတ်ချတာမဟုတ်ဘူး तू လောကမှာ तू ကြုံငဲ့ရတဲ့အခြေအနေ तू ကြုံငဲ့ရတာသူ့ကိုဒီဒီလိုမျိုးတွေကြီးပဲလောက်ခဲ့ရခံရတာဖြစ်တဲ့အတွက် तू ဒီလိုပြောတာကျမတို့ကလောကတစ်ခုမှာလက်တွဲခေါ်တယ်သူပြောတယ်လေဘသူ့ကမှလက်တွဲမခေါ်ခဲ့ဘူးမှန်တယ် ကျမတို့လည်းဒီလိုပဲဒီလောက live scene လောကကိုကျမတို့ရှောက်တာဘယ်သူကမှကျမတို့ကိုလက်တွဲခေါ်တာမဟုတ်ဘူးကျမတို့ကိုလန်းကိုဖောက်ပြီးကို idea နဲ့ကိုယ့်အကိုစဉ်းစားပြီးရှောက်ခင်းရတာဟုတ်လားအဲ့တော့ ပညာလိုချင်တဲ့သူတွေကလည်းဒီလိုပဲချိန်ပြီးတော့မှလိလာတင်ယူရတာဒါကြောင့်မလို့ကျမကလည်းအခုကျမအလှည့်ကြတော့ဘယ်လိုလေးလုံးရတယ်နော်ဘယ်လိုလေးကင်ရတယ်နော်ဘယ်လိုလေးပြောရတယ်နော်ဘယ်လိုပညာရဲ့ဆိုင်ရာတွေရှိတယ်နော်လို့ကျမကအမြဲတမ်းဘဟုသုတတွေ sharing လုပ်ပေးတာတိလားနော်နောက်တစ်ခါကျမကတိတော့ပြောပြတယ်လေဟာမင်းသမီးတွေဈေးတွေရောင်းရတယ်တိမ့်ပတထောင်ရောင်းရတယ်တိမ့်ပနေရရောင်းရတယ်မပြောနဲ့နော်အဲ့လိုမျိုးတွေပြောရင်နောက်ဆက်တွဲစိုးကြိုးတွေလာလိမ့်မယ်နော်အခွန်အခတွေဘာညာတာရကာတွေဆိုင်ရှင်တွေခါ ီခံရလိမ့်မယ်မပြောနဲ့ကွာကိုရောင်းရရင်လည်းရောင်းရတယ်လို့ပါဇက်ပေါက်လေးပိတ်နေတိတာတိစေမမြင်စေနဲ့တော့ပြောတော့ကျမတို့ဘာပြောလဲဆိုတော့မနာလိုလို့သူများကိုပြောတာတဲ့အပြုတ်သဘောနဲ့အကြံပြုတ်ရင်လည်းလက်မခံဘူးပြိုင်ဘက်လို့လုပ်ငန်းတူရင် ပြိုင်ဘက်လို့တတ်မှတ်တာကျမတို့ကတလီတဲ့စီဟာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလောကမှာသူတို့ညံလေးတိတိလေးနဲ့သူတို့ကစီးပွားရေးသမားမဟုတ်ဘူးကျမစီးပွားရေးသမား နော်အဲ့တော့ဒါလုံးရဒါဖြစ်မယ်ဆိုတာသိတော့ဒီလိုလေးမလုပ်ကြပါနဲ့လို့ကျွန်မကပြောတဲ့ခါကျတော့ဘာပြောသလဲဆိုတဲ့ခါကျတော့သူများကမနာလွန်လို့ဟောလက်တက်မခံညံဘူးတင်းယူခြင်းစိတ်လည်းမရှိဘူးလက်တွဲခေါ်ခြင်းစိတ်လည်းမရှိဘူးအဲ့ဒါလောကတိုင်းမှာရှိတယ်တင်းလည်းမတင်ယူဘူးနော်သူများကိုထက်တက်ကြွနေသူစီကလည်းမတင်ယူဘူးကိုကတက်ကြွပြီးသားဆိုလဲလက်ဆင့်ကမ်းမပေးဘူးမတ်ထက်ပြောတာမှန်တယ်ကျမကတရားရဂိုင်လုံးထောက်ခံတယ်လောကတိုင်းမှာရှိတယ် နေပေတိုင်းမှာရှိတယ်ကျမတို့တွေဖြတ်တန်းခဲ့ရတာနော်ဆိုတော့ဒီလိုပဲလေကျမတို့ဝန်ထမ်းလောကမှာဆိုလဲဒီလိုပဲအထက်ကအောက်ကိုဖိတာလေနော်ဝန်ထမ်းတွေမှာဆိုလဲလေနော်အမေဘာမှမဟုတ်ဘဲနဲ့အရာရှိတွေဆိုရင်လေအရာရှိတွေကတော်တော်အရာရှိကတော်တွေကအမေကတော်ကတော်ချင်းဖိတာလေကြားဘူးတယ်မလားလောကတိုင်းမှာရှိတယ်နော်နှိမ့်နေခုနလိုဖိနှိပ်တယ်ခွေးကြဆက်ဆံတယ် ကျင်နေဆိုတာရှိနေကျမောက်ဆိုအဲ့လိုမျိုးနှိမ်တာကျမောက်လीအဖွားကြီးတယ်ခဲကြည်စမ်းအဲ့ဒါကျမောက်မြင်လဲမမြင်ဘူးကျမောက်တွေ့လဲမတွေ့ဘူးသိလဲမသိဘူးပဲနှိမ်ပြီးခေါ်လိုက်တာသိလားအဲ့အဖွားကြီးတဲ့အဲ့အဖွားကြီးတဲ့ခဲကြည်စမ်းအဲ့လိုမျိုးဒါကြောင့်ကျမကမတ်ထပ်ပြောတာကိုထောက်ခံတယ်အဲ့တော့ကျန်တဲ့သူတွေကလည်းမဖြစ်နေနဲ့အဲ့ဒါလောကတိုင်းမှာရှိတယ် နော်ပွဲလည်းမဖြစ်နေနဲ့သူကလည်းသူကြုံခဲ့ရတယ်သူဖြတ်တန်းခဲ့ရတယ်တလျှောက်မှာသူကလည်းအာသူ့ရဲ့ situation ကိုသူပြောပြတာသူရိုးရိုးလေးပဲပြောတာနော်ရှိတယ်အဲ့ဒါကိုထပြီးတော့မှအာဘလို့ဖြစ်တယ်လို့သိဘလို့ညုံပြောတယ်လို့ညာလို့ပြောတယ်လို့ ਨੇ မပြောနဲ့အဲ့လိုလူတွေရှိတယ်ကိုမဟုတ်ဘူးဆိုရင်ကိုနဲ့မဆိုင်ဘူးအဲ့ဒါကိုဟုတ်တယ်ဆိုရင်ကိုနဲ့ဆိုင်လို့ကိုကနာရင်ကိုနဲ့ဆိုင်တာဖြစ်သွားမယ်ကိုမဟုတ်ဘူးဆိုရင်အဲ့ဒီစကားကြီးကိုနဲ့မဆိုင်ဘူးမနာနဲ့သိလား ရှိတယ်ရှိတယ်နော်အဲ့ဒါတကယ်ရှိတယ်အဲ့တော့ဒါကြောင့်မလို့ကျမကလေကျမအခုဆိုရင်ကိုတက်တလောက်ကိုတိတလောက်ကျမဘဟုတုတ္တရီအမြဲတမ်းဖြန့်ဝေပြီးတယ်ဘဟုတုတ္တရီပြောပြပြီးတယ်ဆိုတာလေဒါကိုနိုင်တဲ့ဘက်ကနေပြီးတော့မှအသိပညာဖြန့်ဝေပြီးတာဩအဲ့ကြတော့လေဘာပြောလဲဆိုတော့မတ်တပပါလင်ရနေရတကားပါတယ်သူတိသူတက် သူသာလင်ဆရာမကြီးဟောကြည့်ဖြန့်ဝေပြီးတယ်မျှဝေပြီးတော့လေတင်ယူခြင်းစိမ့်နဲ့အတူယူမယ်လို့မရှိဘူးနေရတကားဆရာလောက်တာနေရတကားပါတာလေ ဖြစ်ပြန်ရောလူ့လိုနမ်းမလိုက်နိုင်ဘူးနော်လူတွေကြိုက်အောင်လူတိုင်းမစွမ်းဆောင်နိုင်ဘူးအဲ့ဒါကြောင့်မလို့ကျွန်မကတော့ကိုမန်နဲ့ထင်တဲ့အရာပဲလုပ်တယ်ဘယ်သူကြိုက်နှစ်သက်တာဘယ်သူမကြိုက်နှစ်သက်တာဟိုလူကိုဒီလူကိုလူတွေကကိုနဲ့သဘောထားချင်းတိုက်ဆိုင်ရင်ထောက်ခံမယ်ကိုနဲ့သဘောထားချင်းမတိုက်ဆိုင်ရင်မထောက်ခံဘူးအဲ့ဒါလူသဘောမနှောအဲ့တော့မထောက်ခံလို့လဲဝေဒနာရှုနေစရာမလိုဘူးသွားနော်ဝက်စီဘက်ပဲဝက်စီဘက်ပဲဟုတ်တယ်လားနော်ကိုနဲ့အမြင်